ပင်လယ်ပြင်ဆူးမှုရဲ့အတွက်အရေးပါတဲ့မိဘမျိုးကကျွမ်းတရအမြောက်တက်ခေါ်ခွေးစခန့်ဟာ စခန့်ရောက်သိမ်းပြီးတော့ဆုတ်ခေါ်သွားပြီလို့တရင်ရရှိပါတယ်။ဒီစခန့်ဟာကြောက်ဖြူမျိုးရဲ့အမြောက်ဖက်မိဘမျိုးရဲ့တောက်ဖက်ပင်လယ်ကမ်းခြေကျွမ်းတရကျွမ်းမှတည်ရှိပြီးရခိုင်ပင်လယ်ကမ်းခြေတောင်ထဲမြောက်ကိုဆူးမှုထားတဲ့အရေးပါတဲ့စခန့်တစ်ခုဖြစ်ပါတယ်။ဒီစခန့်ဟာမိဘမျိုးတွေမှတည်ရှိပေမဲ့ကြောက်ဖြူစစ်ကောက်စီတက်ကဒိုင်ရိုက်ကိုက်တွေထားတဲ့တက်ဖြစ်ပြီး ပယ်လင်ပြင်မှာတောလာနေတဲ့ခီးတင်တဲ့ကုန်တန်ရင်တွေငါဖဲ့လေတွေကိုအကြီးအကျယ်ဒုက္ခပေးနေတဲ့စကန်တစ်ခုဖြစ်ပါတယ်။တက်ဖြူမျိုးနေမှာတိုက်ပွဲတွေပြင်းထန်လာပြီးနောက်စည်ရဲအယချင်းချောက်ခံရတဲ့အပြင်စစ်ကူတွေမလာနိုင်တဲ့တော့မို့စကန်ကိုရုပ်သိမ်းပြီးစစ်တပ်ဖက်ကိုတောရောက်ပူပေါက်တုတ်ခဲ့တယ်လို့မြေပုံက ULA နဲ့နှိမ့်ဆဲတဲ့အမျိုးသားတယောက်ကနရင်းစာကိုပြောပါတယ်။စကန်ရုပ်သိမ်းတော့တဲ့နေစည်းကိုအတိအကျမသိရသေးပေမယ့်တက်ဖြူမျိုးနေမှာတိုက်ပွဲတွေစတင်ဖြစ်ပေါ်လာပြီးနောက် လန်ခွေတဲ့လာပိုက်ကဆုတ်ခေါ်တော်တယ်လို့ဆိုပါတယ်အခုလိုဆုတ်ခေါ်တော်တဲ့အတွက်အရခတက်တော်အနေနဲ့အဲ့ဒီကျွန်းကိုတိုက်เสียရမလို့ပဲအလူဒီကိုရရှိတော်တယ်လို့ဆိုပါတယ်ဒီကျန့်ဟာရခိုင်ပြင်မဟာသမဏရာဇာကိုဗမာတက်ကလာရဖက်စီတော်တဲ့ကျွန်းလေးဖြစ်ပြီးတမိုင်းအရအေးပါပြီးကျွန်းပေါ်မှာအမတရအထိမ့်မဲ့ကြောက်တိုက်တစ်ခုကိုလည်းလွန်ခဲ့တဲ့နေ့အနည်းငယ်ကရခိုင်မျိုးရှိဘရဟန်တော်တွေကဥဆောင်စိုက်တူထားပါတယ်ခင်ဗျာ။